အားလုံးပဲမင်္ဂလာပါရှင်မြစ်နာတရင်ကြာနေရေဇွန်လ25ရက်နေ့ရေဒီယိုစစုံတက်ဆက်ပေးတော့မှာဖြစ်ပါတယ်မြစ်နာဘက်ကလမ်းပေါ်ကကာမိုင်းမြို့နဲ့နမရကျေးရွာကြားမှာစကုံစင်နေကချွန်လို့ရေတမလို့ကိုင်းပူပေါင်းတတ်တို့နေရကြတိုက်ပွဲဖြစ်ပေါ်နေလို့သိရပါတယ်မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တောင်းပြန်ဆောင်ရွက်မှုအစီအစဉ်အတွက်တောင်းခံချတဲ့ American Dollar တန်း1100ထက134တန်းသာရရှိချရလို့ UNOCHA ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကနေသိရပါဗျာ ဝိုင်းဝချပွေလမ်းပိုင်းကတွန်ပန်းတဒါပြက်စီနေရာကြောင့်ရင်ကြီးတွေတွားရလာရခက်ခဲနေပါတယ်။စားရတဲ့တရင်ကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမှန်းနေဖြစ်ပါတယ်။ဘူချနာပကန်လမ်းပေါ်ကကာမိုင်မျိုးနဲ့နမရချေရွာကြားမှာစစ်ကောင်စီနဲ့ကချင်လွတ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့နေရကြတိုက်ပွဲဖြစ်ပွားနေလို့သိရပါတယ်။ထရိုဇာကတင်ဆက်ပေးမှာပါ။ ကာမိုင်မြို့မှာရှိတဲ့စစ်ကောက်စီရ80ကမ်ပါစစ်ကြောင်းဟာကာမိုင်နဲ့အနက်ရကြောင်းမှအတိုင်းချဖို့စစ်ကြောင်းတက်လာတဲ့အတွက် KIA KPD ရပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KIA ရဲ့နှိစက်တဲ့အမျိုးသားတို့ကမြစ်နားတဲ့ဒင်းကြေးကိုပြောပါရယ်။နက်ရပဲတက်လာတဲ့စစ်ကောက်စီစစ်ကြောင်းဟာဝန်ကထောင်ကျေးရွာမှာပဲရောက်ရှိသေးတယ်လို့လည်းဆိုပါရယ်။ နိုင်ရခြေရမရောက်မီမူပင်ရကတာခြေရနေတဝိုင်းမှာစစ်ကောင်စီတပ်နဲ့ KIA KPD ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေတာနေရရှိပြီးလို့မြချင်းနာဖကန်လန်လီတို့လမ်းမှာနေတိုင်းတဲ့ဒေသခံတို့ကမြချင်းနာတည်င်းချာနေကိုပြောပါတယ် ကာမန်းဖြူဟာကနေထွက်လာကြတဲ့စစ်ကောင်စီစစ်ကြောင်းတွေဖြစ်ပြီးနရက်ကြာဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ကအယောက်20ခန်းထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါမယ်။မြစ်ရတဲ့ဒင်းကြာနေအနေနဲ့တိကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ဇွန်လ23ရက်နေ့ကစပြီးကာမန်းဖြူဟာကထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်တို့ကာမန်းနဲ့နှက်ရကြမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြခဲ့တဲ့မေလ24ရက်နေ့ကစပြီးစီရဲအခြေအနေတွေကြောင့်မြစ်နာပကံလန်ကိုနှဖက်သက်တွေကနေပိတ်ချခဲ့တာဖြစ်ပါတယ်။ပြခဲ့တဲ့မေလ4ရက်နေ့ကလည်းမြစ်နာပကံလန်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KIA KPDF တို့ရဲ့တိုက်ပွဲအခြေအနေတွေကြောင့်လမ်းတလျှောက်ကမအူပင်ကြောက်ထုနိုင်ရကမောခုံဆိုင်စုတရားညီနောက်ဆိုင်ဖရာကြောက်ဖြာနန့်တဲ့ပြောင်းအောင်စားတဲ့ကျွာဒေသခံတွေတင်းချောင်ခေကြရတာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ကြောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3933ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။မြန်မာနိုင်ငံကြွလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်အတွက်တောင်းခံထားတဲ့ American Dollar တန်း1100ထက134တန်းသာရရှိထားတယ်လို့ UNOCHR ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကနေသိရပါတယ်။စောစိုင်းကတင်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံကတုံ့ပြန်ရေးတွေအတွက်ရန်ပုံငွေအလွန်အမင်းနှဲပါနေတာဟာအကြီးမားဆုံးအခက်အခဲဖြစ်တယ်လို့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Marco Luigi Cosi က UNOCHA ရဲ့လူမှုကွန်ရက်စာမျက်နှာသစ်မှမနေ့ကပြောကြားခဲ့ရလဲဖြစ်ပါတယ်။စိုးရင်စရာကောင်းတာကနှစ်ဝက်ကြိုးလာခဲ့ပေမဲ့နိုင်ငံတော်ဝန်တုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရာ ဥတီတမထားတဲ့2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ် Humanitarian Needs and Response Plan အတွက်တောင်းခံထားတဲ့ကန်ဒိုလာတတမတ်ပီလီယံအနက်134တန်းသာရရှိထားပါတယ်။ရန်ပုံငွေအလင်းများမရရှိခဲ့ဘူးဆိုရင်တန်ပေါင်းများစွာတော့ပြည်သူလူထုဟာအရေးတကြီးလိုအပ်နေတဲ့အကူအညီတွေရရှိနိုင်ကြမှာမဟုတ်ဘူးလို့ Mr. Marco Luigi Corsi ကပြောကြားခဲ့ရလည်းဖြစ်ပါတယ်။ ဒါအပြင်ငရင်အတွက်တုံ့ပြန်ကြေးဆေးရေးလှုပ်ဆောင်ဖို့တောင်းခံထားတဲ့ကန်ဒေါ်လာ295တန်ထက်တန်တရာတာရရှိထားတယ်လို့လည်းသိရပါဗျ။ငရင်မတိုင်ခင်ထဲကမြန်မာနိုင်ငံတဝန်းကလူဦးရေ16ဒသမ6တန်းဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မယ်လို့ခန့်မှန်းထားရှိပြီးနောက်ငရင်ဘေးကျောက်နောက်ထပ်လူဦးရေ2တန်းအတွက်အရေးကြီးတဲ့လိုအပ်ချက်အသစ်တွေဖြစ်စေခဲ့တယ်လို့ UNO ချာကဆိုပါတယ်။ အချမင်းနေဝိုင်းမော့ချွေလမ်းပိုင်းကတမန်တရာပြစီနေရာကြောင်းယင်ကြီးတွေတော်ရေးလာရေးခခင်နေလို့သိရပါတယ်။ကာကြီးရင်းနေသေးလာတဲ့ဂုံတွေကိုအဲ့ဒီတဒါနာအရောက်မှာရပ်ထားပြီးတဒါတပတ်ကံကိုဂုံထန်းသူတွေကနေတဆင်တည်ယူနေကြရတယ်လို့ချွေလေးရခန့်သူကပြောပါတယ်။အဲဒါတွေတမ္ပံမခိုင်းလေဤတဲ့တော့နာချန်တော့ကြောက်ခွေဝါနာတမ္ပံတဒါချိုးခါနေနေပြီးဘလို့ဖြစ်လာမလဲတော့မသိဘူး။ဘယ်အချိန်မှပြန်ကောင်းလာမလဲဆိုတာတော့မသိဘူး။အဲ့ဒါတော့စိုးရင်ပူပန်ရှာပဲ။အဲ့ဒီမှာဒါဖြတ်မရတော့ဘူးဆိုရင်အချိန်ကြာနိုင်တယ်။ တသားတပတ်ကန်အထီကုန်နေကူနိုင်ဖို့ကုန်သန်းခရီးပေးရတာကြောင့်ချစ်ဖွေမျိုးနေပဲမှာကုန်စိန်နှုန်းတွေအရင်ကထက်ပိုမြင့်တက်လာနိုင်ချေရှိနေလို့လည်းဒီတာခန့်ကဆက်လက်ပြောပါရယ်။ဘဝနေဆက်ကိကနေကုန်ပစ္စည်းတွေဝင်တာရှိပေမဲ့တတူးလုပ်ငန်းဆိုင်တွေအတတဖြစ်တယ်လို့ကြားသိရကြောင်းနဲ့ဒီတော့တွင်ပြည်သူတွေကတော့မကျနာနဲ့ဝိုင်းမုံမျိုးဘက်ကကုန်နေကိုတော့ဝယ်ယူရတာဖြစ်တယ်လို့သိရပါရယ်။ တမန်တရာဝိုင်မွန်မျိုးနဲ့ချစ်ပွေမျိုးချမန်တောင်ကျေးဝအနီမတီရှိရဲ့တရားတစ်ခုဖြစ်ပြီးအဲ့ဒီနေမျိုးတွေကိုကချင်းလက်ရဲတမတော် KNA ကနေမနစ်ကလေးကနေတင်ပိုက်တင်ချုပ်ထားတာပါပြည်သူတွေတွားရေးလာရေးအတွက်တော့မကဒေတာတွင်ကိုစီစစ်မှုအတွက်ပါအရေးပါတဲ့တရားတစ်ခုဖြစ်တာကြောင့် KNA အနေနဲ့အများဆုံးပြည်ပမွန်မန်ပေးဖို့ဒေတာခန်တွေကတောင်းဆိုနေကြပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတိဆောက်ထားတဲ့တရားဖြစ်ပြီးတော့ပြီးခဲ့တဲ့ဇွန်လဆန်ပိုင်းကအရေးကြီးရရှံဖြစ်တဲ့အချိန်ရေတိုက်စာခံရပြီးရနောက်မှာတော့တရားနဲ့တရားရဲ့ကွန်ကရစ်တိုင်တွေအကွဲတာကျကြတာတွေဖြစ်ခဲ့တာပါလုံခဲ့တဲ့ရက်သက်တပတ်ကပဲကန်အေကတရားဖြတ်တန်းသွားလာမှုကိုစောင့်ချက်ပြီးရင်ကြီးတွေကိုဖြတ်တန်းသွားလာခွင့်မပြုတော့ပဲရင်ကြီးတွေနဲ့ဆင်ကြီးတွေကိုသာသွားလာခွင့်ပြုချပြီးတရားတစ်ဖက်တစ်ချက်မှာရင်ကြီးတွေပြေးမိနေလို့လည်းသိရပါဗျ။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတွေမက နောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူကြိုးစားနိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုအငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှစ်လက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာ အကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတရိစံလေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင် အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်။ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားသောက်ဖို့လိုအပ်ပါတယ်။၆ကိုယ်လက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာ အချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လေစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်တင်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်တင်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး ိမိအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။